အားလုံးပဲမိလာပါ Forever Ghana Facebook နဲ့ဒီအ YouTube channel လုံးနဲ့တွေ့ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ Arsenal နဲ့ပတ်သက်တဲ့သတင်းကြောင်းလေးတွေနဲ့တော့ဆွေးနွေးသုံးသပ်ကြရအောင်အဲကျွန်တော်တို့ Arsenal နဲ့ပတ်သက်ပြီးတော့လေဒါဒန်ရကစားသမားတွေအကြောင်းလေးတွေနည်းနည်းတော့ပြောကြည့်အောင်ဗျာဒါဒန်ရကစားသမားတွေတဲမှာဆိုလို့ရှိရင်ဒါ Gabriel Jesus, Kai Havertz နဲ့ဒါ Loni Melogi ဒါ Piero Ingabe ကိုလေဒီကစားသမား၄ယောက်ကတော့ဒါအခုဒန်ရကစားသမားတွေစင်းထဲမှာရှိနေတယ် ဒီတန်ရကစားသမားတွေဈေးနဲ့မှာဆိုလို့ရှိရင်ဒါအခုတည်င်းတွေတက်လာတယ်ဗျာဆိုလို့ရှိရင်တော့ဒါကာဗီယေယေစုကိုလေကာဗီယေယေစုအနေနဲ့ဒါ training တွေတော့ပြန်ပြီးတော့မပူပေါင်းလာနိုင်သေးဘူးဒါသူ့အနေနဲ့ဒါ recover time နေတာကစားသမားကတူးချင်းဒါပြုလုပ်ရမယ့် training အနည်းငယ်လောက်ကိုအသေးစား training တွေကိုပြုလုပ်နေတယ် ဒါဒီကစားသမားကကျွန်တော်တို့ဟိုဘယ်လိုမှမအသင်းနဲ့ဒါ pooling trade နေပြီပြုလုပ်ဖို့တော့ကတာဒီဇင်ဘာလလလလေပိုင်းလောက်မှပဲအသင်းနဲ့ pooling trade နေပြန်လဲပြုလုပ်လာနိုင်မှာဆိုပြီးတော့တရင်တွေကပေါ်ပြထားတယ်တစ်ဆက်ထဲမှာပဲဒီကစားသမားဒါဒဏ်ရာနေပြန်လဲတက်တာလာရင်ခေါ်ချင်နေတဲ့အသင်းတော်တော်များများလည်းရှိတယ် ဒါဒီကစားသမားကိုစောင့်ကြည့်နေတဲ့အသင်း2သင်း3သင်းလောက်ထိရှိနေပြီးတော့ဒါပရီးမီးယားလီးယားအသင်းတွေလည်းပါဝင်နေတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတာလေဒီကစားသမားအနေနဲ့ကတော့ဒါသူ့နေဒညာပြန်လဲတက်တာလာလို့ရှိရင်လေအာဆင်နယ်အသင်းမှာပဲပေးဆက်ကစားခြင်းနဲ့ဆိုတဲ့သတင်းတွေကလည်းဒါဟိုးရှိတွေကတက်လာခဲ့တဲ့သတင်းတွေဗျဒါဒီလိုမျိုးတွေဖော်ပြထားတာမျိုးတွေရှိပါတယ်ဒါနောက်ထပ်ဒါဒညာကစားသမားတယောက်အနေနဲ့ကတော့ပီယာရိုအင်ဂပေကိုလေပီယာရိုအင်ဂပေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ ဟိုသူ့ရဲ့ဒါပြီးခဲ့တဲ့ရာသီတုန်း records တွေကိုကျွန်တော်ပြန်ပြီးတော့ light ကြည့်ကြည့်တဲ့အချိန်မှာဒီကစားသမားကဒိုင်ယာနဲ့ပတ်သက်ပြီးတော့ကာလာရှီကြီးနားတဲ့ကစားသမားမျိုးမဟုတ်ဘူးဗျာ yes strong နဲ့ကစားသမားပဲဒါပေမဲ့ arsenal ရောက်လာပြီးတော့သူ့အနေနဲ့ပွဲကစားချိန်လောက်လောက်လာလာမရသေးဘဲနဲ့ဒါအခုလိုမျိုးဒဏ်ရာတွေရသွားတယ်ဆိုတဲ့အချိန်မှာကျွန်တော်အနေနဲ့တွေးမိတာပေါ့လေဒါကျွန်တော်တဦးတယောက်ထဲရဲ့အမြင်အရဆိုဟာဒီကစားသမားက ဘယ်လိုပြောမလဲပရီးမီးယားလိမှာတစ်ခါမှမကစားဘူးလို့ဒါပရီးမီးယားလိကအသင်းရဲ့ trainee ကျန်းလို့တတိယပြီးတော့အာဆင်နယ်အသင်းရဲ့ trainee ရဲ့ကျန်းလို့လို့ပဲကစားသမားကဒဏ်ရာရလွယ်သွားတာလားဒါမှမဟုတ်ရှိတဲ့ကစားသမားရဲ့ကြက်ခိုင်မှုအာတကယ်ပဲအရင်အချိန်တည်းကအရင်နေနေတာလားဆိုတော့ဒါကျွန်တော်အများကြီးတွေးတောချင်စရာပဲဗျာဒါပြီးရောဆိုလို့ရှိရင်လည်းသူနဲ့ပုံစံတူတယောက်ရှိတာကဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါမယ်ရီနိုပေါ့လေမယ်ရီနိုဆိုလို့ရှိရင်လည်းကျွန်တော်အာဆင်နယ်တင်းကိုရောက်လာတော့ကထိုနီးတူပဲ သူဆိုလို့ရှိရင်ပခုံးတန်ရအောင်ရတယ်เนาะဒါကစားသမားကဒါပခုံးတန်ရအောင်ရတာဒါတော့ပခုံးတန်ရဆိုတော့ပြောတာလက်ခံနိုင်သေးတယ်ဒါပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးကစားသမား fulling fit မဖြစ်လို့အသင်းထဲမှာပူပေါင်းနိုင်မှုအာတည့်ရမလားအချက်ခံပါတယ်လို့ဘာညာလဲဘာမျိုးမျိုးမျိုးပေါ့ဗျာတည့်ရမလားအကြောင်းပြချက်တွေအများကြီးနဲ့ကစားသမားအသင်းထဲမှာပူပေါင်းနိုင်မှုဆိုတဲ့တတိယနေရာမျိုးမျိုးတက်လာတယ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားเสียရရှိတာကဒီကစားသမားကအာဆင်နယ်အသင်းရဲ့ထရိနီတွေက ဲတကယ်ပဲကြမ်းလို့ဒါကစားသမားကဟိုဘယ်လိုမှမလဲလိုအပ်ချက်တွေရှိပြီးတော့အတင်းနဲ့ပေါင်းလာနိုင်တာလားဗောလေကျွန်တော်အနေနဲ့တွေးမိတာဗောဒါကတော့ထားပါတော့ဒါကတော့ပြရလို့အကက်ပေးဗောဒါပေမဲ့ကျွန်တော်တို့ဒါအာ Olympia course နဲ့အင်္ဂလိပ်ပွဲစဉ်မှာတော့ဒါဒီကစားသမားကိုလည်းကျွန်တော်တို့ဒီဒါပွဲပွဲပြီးဆုံးချိန်မှာဗောလေဒါကစားသမားတွေလာရောက်နှုတ်ဆက်နှုတ်ဆက်တဲ့ပုံစံမျိုးကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒီထဲမှာ Kai Harper လည်းပါဝင်တယ်လို့ဒါ Anonymous Lucky လည်းပါဝင်တယ်ဗောလေဒါ Gabriel Jesus ပါပါဝင်တယ် ကဲโอเคနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒါကျွန်တော်တို့တွေရဲ့ဘလူးကောင်းလေနိုနီမတ်တို့ကြီးပေါ့လေနိုနီမတ်တို့ကြီးနဲ့ပတ်သက်ပြီးတော့နိုနီမတ်တို့ကြီးရလေဒါအသင်းနဲ့ဒါအမြန်ဆုံးပူးပေါင်းလာတယ်လို့မယ်အစားသမားကတိုးတက်မှုတွေအရန်အားကောင်းနေတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကဖော်ပြထားတယ်လို့ကိုင်ဟာဘတ်ကလည်းဒါတက်တက်ကြွကြွနဲ့ trainee တွေမှာဒါဘလူးကတုံးချင်း trainee တွေမှာတက်တက်ကြွကြွနဲ့ပါဝင်လှုပ်ဆောင်လေးရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေဖော်ပြထားပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းဒီယာဒီမှာစွမ်းဆောင်ထားတဲ့စွမ်းဆောင်ပြီးနေပတ်သက်ပြီးကျွန်တော်တို့အနေနဲ့တော့ဆွေးနွေးသုံးသပ်ကြအောင်ကျွန်တော်တို့အာဆင်နယ်အသင်းကဒီယာဒီမှာဒါပြိုင်ပွဲဆိုကိုပွဲကစားပြီးရောပြီးဒါဒီကိုပွဲကစားပြီးတဲ့နေရာမှာရှုံးပွဲတစ်ပွဲနဲ့တရေတစ်ပွဲရရှိထားတယ်ကျန်တဲ့ခုနှစ်ပွဲကဒါအနိုင်ရလက်ကိုပေါ်ဆောင်ထားတယ်ဗောလေအနိုင်ရရှိထားတယ်ဒီနေရာမှာကျတို့အာဆင်နယ်အသင်းနေနေတာပြောစရာရှိတာကဒီကိုးပွဲမှာကျတို့ရင်ဆိုင်ကစားခဲ့ရတဲ့ ဟိုဘယ်လိုပြောမလဲအသင်းအနေနဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်တို့အနေနဲ့ပရီးမီးယားလိအဖွင့်ပွဲမှာကျွန်တော်တို့ဒီမန်ယူနိုက်တက်ကိုအိုထရော့ဖို့မှာအဝေးကွင်းပေါ့လေဒါတော့ရောက်ရှင်ပြန်ကစားရတယ်အပီဝါပြီဆိုလို့ရှိရင်အန်ဖီလိုခက်ခဲတဲ့ကွင်းမျိုးမှာလည်းတွားရောက်ရင်ဆိုင်ကစားကြရတာဖြစ်ပြီးတော့စိန်ဂျိမ်းဘတ်စ်လိုတာတော်တော်လေးခက်ခဲပါတယ်ဆိုတော့ ဒါကျွန်တော်တို့အမြဲတမ်းခက်ခဲနေတဲ့အဝေးကွင်းစိတ်ကျင်းပတ်လို့နေရာမှာလည်းကျွန်တော်တို့တွေဒါ one two ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရလက်ဖော်ဆောင်လာနိုင်တယ်ဒါခက်ခဲတဲ့ကွင်းတွေပါဘို့လေပြီးရဆိုလို့ရှင် Man City လို့အသင်းကိုအိမ်ကွင်းမှာဒါခက်ခက်ခဲခဲနဲ့တည်ရတမှတ်ရယူလာနိုင်တယ်ဒါ Anfield မှာပဲကျွန်တော်တို့တွေကဒါဒါကျင်းမြောင်းတဲ့ရလက်တစ်ခုနဲ့ဘို့လေဒါကျွန်တော်တို့တွေရှုံးနေခဲ့တယ်ဒါ0 1 0ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့တွေရှုံးနေခဲ့တယ် ကျောင်းညီကိုတွေအနေနဲ့ဒါမိခေယဒေတာရဲ့ DRT ဒါကိုယ်ပွဲကစားပြီးချိန်မှာစွမ်းဆောင်ရည်တွေကိုကျောင်းညီကိုတွေအနေနဲ့ဘယ်လိုမြင်လဲဗျကျွန်တော်အနေနဲ့ကတော့ဒါဒီရလက်နဲ့ဒီပုံစံကဒါအကောင်းဆုံးပုံစံဘယ်လိုပြောမလဲအကောင်းဆုံးပုံစံမဟုတ်သေးဘူးလို့ကျောင်းညီကထင်တယ်ဗျတည်ရမလားအာဆန်နေနေဒီထက်ပိုပြီးအများကြီးလုံရနိုင်တယ်လို့ကျောင်းညီကထင်တယ်ဒါမိခေယဒေတာအနေနဲ့အားတွေပဲခြွေသုံးနေတာလားတည်ရမလားဟိုဘယ်လိုပြောမလဲမကုံအားမကုံတဲ့နေရာမှာမကုံအောင်ပဲခြွေသုံးနေတာလား ါဒါမို့လို့ရှိရင်ပဲသူ့စီကအားရင်နေရဒါအကုန်မဲလာတာကျွန်တော်အနေနဲ့နည်းနည်းတော့ဘယ်လိုတန်တရားဖြစ်မိတယ်ဗောလေဒါပေမဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါလှုပ်ဆောင်ချက်တွေနဲ့ဆွမ်းဆောင်ရည်တွေကိုကျွန်တော်အနေနဲ့တခြားပြန်ကြည့်ခဲ့တဲ့အချိန်မှာတော့ဒါအာဆင်နယ်အသင်းကပတ်သက်ပြီးတော့ဘာပဲဖြစ်ဖြစ်ငါတို့တွေကဒါခက်ခဲတဲ့ပွဲစဉ်တွေကိုဖြတ်တန်းခဲ့ရတယ်ဒါနောက်လာမယ့်ပွဲစဉ်တွေမှာလည်းငါတို့တွေအနေနဲ့အားအများကြီးကြံသေးတယ်ဆိုတော့ဂျွန်ဘူကူကျောင်းအနေနဲ့တော့ရခဲ့တယ် ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်တင်းရဲ့ supporter တောင်းတင်းမှုရဲ့ဒါ PY ဆိုလို့ရှိရင်ရှေ့ရောက်ကစားခဲ့တဲ့ပွဲစဉ်တချို့ကိုကျွန်တော်အနေနဲ့ဒါပြန်ပြီးကြည့်တဲ့အခါမှာဒါဘယ်လိုရောမလဲကျွန်တော်တို့ကလူစားလဲလိုက်ပြီဆိုလို့ရှိရင်အရင်လိုမဟုတ်လို့ကျွန်တော်တို့အရင်တော့ဆိုပါလူစားလဲမယ်ဟေးဆိုလို့ရှိရင်တော့အရင်ကုန်တန်းကိုလိုက်ကြည့်လိုက်ပြီဆိုရင်အရင်ကုန်တန်းမှာကလောက်လောက်လာလာဒီမှာလာတောင်းတောင်းတင်းတင်းအင်အားရှိမှနေဘူးအခုဆိုလို့ရှိရင်အရင်ကုန်လှမ်းကြည့်လိုက်ဘယ်ကောင်ထည့်မလဲကြိုက်တဲ့ကောင်ထည့်လဲညှို့ထုံးမလွယ်ဘူးညာဒီလားအဲ့ဒီအနေထားတွေ ထီကိုရောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်အာဆင်နယ်အသင်းရဲ့ DR ဒီကိုပွဲကစားပြီးချိန်မှာဒါတပွဲရှုံးတပွဲတည့်ရီဆိုတဲ့ရလတ်မျိုးရထားပြီးတော့ဒါကျန်တဲ့ခုနှစ်ပွဲတည်းကျွန်တော်နိုင်ပွဲရရှိထားတယ်ဒီပုံမှာကြောညိုကိုနေနဲ့ဘလို့မြင်လဲဗျအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့စိတ်ကျဉ်နှံ့မှုရှိရလားဒါမှမဟုတ်အာဆင်နယ်အသင်းနဲ့ဘာတွေလိုအချက်တွေရှိသေးလဲကောင်းမှာဝင်အောင်ချက်ပြတော့ရပါတယ်အားလုံးချစ်ကြပါတယ်